မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA ကပစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရဲနှက်စည်းကို drone အပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြောင်း KIA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မွန်လွယ်ပိုင်းကစတင်ပြီးတော့ဗမော်စကကနှက်ဆက်တစ်ကိုလာတဲ့စစ်ကောင်စီရဲ့ရဟတ်ရဲတစ်စည်းကို drone တစ်စည်းကအသေးခံဝင်တိုက်ခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ အခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတယ်။အဲ့ဒီဗီဒီယိုမှာပါတဲ့ drone နဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်ကိုတိုက်ခိုက်မှုဟာမှန်ကန်ခြင်းရှိမရှိဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာ။ဗိုလ်မှူးကြီးနော်ဘူးက drone အပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြေကြားထားပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုဟာလဲမှန်ကန်ကြောင်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဒရုန်းနဲ့ချတဲ့ဗီဒီယိုကိုတော့၎င်းမသိသေးဘူးလို့ပြောပါတယ်ဗမော်စကခ27မှာစင်းနဲ့ရဟရင်3စီးမှာပထမအစင်းကလူရောရိတ်ခါရောလက်နက်တွေရောချပြီးတော့သူလုံးစရာရှိတာလုတ်ပြီးပြန်တက်သွားပါတယ်ဒုတိယနဲ့တတိယအစင်းမှာကျွန်တော်တို့ဘက်ကဒရုန်းတွေရောလက်နက်တွေရောရှိသမျှဘတ်စုံအကုန်နဲ့ပစ်တာပါဒရုန်းနဲ့လဲချတယ်နောက်ပြီးတော့ရွှေကူမှာအရေးပေါ်ဆင်းလိုက်တဲ့ရဟရင်ကိုလဲကျွန်တော်တို့ပြစ်ခတ်ခဲ့ပါတယ်မီးလောင်မှုတော့မရှိပေမဲ့ပျက်စီးသွားပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဖြေကြားထားပါတယ် မမောင်စကခ21အနီးမြေပြင်မှာအနိုင်ပြန်တန်းရဲနဲ့ပစ္စည်းနဲ့လူချနေတဲ့စစ်ကောင်းစီရဲ့ရဟတ်ရင်ကို drone နဲ့တိုက်ခိုက်ခဲ့တဲ့စက္ကန့်24စက္ကန့်ပါဗီဒီယိုကိုအတုဟုတ်မဟုတ် AI များနဲ့ထပ်မံပြီးတော့စစ်ဆေးကြရမှာ AI ကအဲ့ဒီဗီဒီယိုပါတဲ့နောက်ခံအခြေအနေအလင်းမောင်လှောက်ရှားမှုများဟာအတုဖြစ်ရန်ယာကိုင်းတော့အလွန်နှဲပါတယ်လို့အဖြေထုတ်ပေးခဲ့ပါတယ် မေလ20ရက်နေ့မှာ KIA ကဗမော်စကားခ21ကိုလာတဲ့စီကောင်စီရဲ့ရဟယံနှစ်စီးကိုပြစ်ချနိုင်ခဲ့ပြီးတော့ဒစီးဟာရွှေကူမြို့နယ်တောထဲမှာမီးလောင်ပြက်စီးကစစ်သားအလောင်း16လောင်းနဲ့လက်နက်14လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။မေလ21ရက်နေ့မှာရွှေကူမြို့တပ်တွဲအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယံကိုထပ်မံ KIA ကပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာပြည်သူများကို PDF ထောက်ဖို့ဆိုပြီးတော့ဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့စစ်တပ်သတင်းပေးစမ်းထေးကိုအရှင်ဖမ်းမိတော့လေခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ19ရက်နေ့ညနေ9:00နာရီကမှစိန်ကလန့်မြို့ချောင်းရုံးမဖြတ်ကျော်လမ်းမေးမှာရှိတဲ့ပြင်ကရုတ်ခင်းရွာအနီးမှာစိန်ကလန့်ရွာရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့စစ်တပ်သတင်းပေးလမ်းပြစမ်းထေးကိုကြီ62တောင်းမိုဘိုင်းဖုန်းတစ်လုံးစိုက်ကဲတစ်စီးနဲ့အတူတာယာဝရီခရိုင်တိုင်ရင်3 ၃ညနဲ့တက်ခွဲ၅ကတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်သတင်းပေးလမ်းပြစမ်းထိတ်ကိုနောက်တန်းအချုပ်မှာထိမ့်သိမ်းထားပြီးတော့မေလ၂၂ရက်နေ့မနက်9နာရီခန့်မှာစစ်ဆေးမင်းများရဲ့အတွာကင်းတာဝန်ကြတဲ့ရဲဘော်များကအချုပ်ထဲကနေပြီးတော့ခေါ်ထုတ်တဲ့အချိန်မှာတော်လိုင်းရဲဘော်များကိုခုခံထွက်ပြေးသွားတဲ့အတွာလိုက်လံပစ်ခတ်ဖမ်းဆီးရာကြီးစံထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့စမ်းထိတ်ဟာ ရုံးမအတွင်းမှာရှိတဲ့ PDF စခန်းများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများထံတရင်ပေးလမ်းပြခြင်းစစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးတော့ပြည်သူများရဲ့ကျွဲနွားများကိုဖမ်းဆီးတပ်ဖြတ်ရောင်းချခြင်းတော်လိုက်တပ်ဖွဲ့များကိုထောက်ပံ့ပေးနေတယ်ဆိုပြီးတော့ပြည်သူများကိုစစ်တပ်ထံမမှန်တရင်တွေပေးပြီးဖမ်းဆီးတပ်ဖြတ်ခိုင်းနေခြင်းများကိုလုံဆောင်သူဖြစ်တယ်လို့သိရပါတယ်။ဇာမနီနဲ့ဦးတလုံးတောင်တိုက်ပွဲတွေတုန်းကလည်းသူပဲလမ်းပြတာပါ။မနေ့ကမိုးရင်းကစားဖို့ရွာသားကိုဝင်းထဲကိုလည်း PDF ထောက်ဖို့လုပ်နေတယ်ဆိုပြီးတော့သူ့တက်ခိုင်းခဲ့တာလေချမ်းနဲ့ဟာယူလန်းစုံကပြည်သူတွေရဲ့ကျွဲတွေနွားတွေကိုလည်းစစ်ခွေးတွေနဲ့အတူဖမ်းဆီးတပ်ဖြတ်ပြီးတော့ရောင်းစားတဲ့ထဲမှာအဲ့ဒီစမ်းထေးဆိုတဲ့ကောင်ဥဆောင်ပြီးတော့ပါဝင်နေသူဖမ်းဆီးခံရတာကြောင့်အခုမနဲ့စစ်ခွေးအင်အားတရားကျော်စစ်ကြောင်းထုတ်ဖို့ဗန်ဝေးကုန်းကိုရောက်နေပါတယ်လို့တာယောက်ဒီခရင်တိုင်ရင်38 3ရက်နဲ့တက်ခွဲငါးကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့အနီးကိုဗဟိုပြုပြီးမေလ22ရက်နေ့မနေ့ကအင်အား3တပ်သမား4အဆင့်ရှိတဲ့နောက်ဆက်တွဲငလျင်လောက်ခတ်ခဲ့တာကြောင့်ငလျင်တန်းတင်ထားတဲ့3တပ်တိုက်အဆောက်အဦးတစ်လုံးထပ်မံတင်ဆောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်သရီမာလာအရှိရက်ကသရီမန္တလာကာကြီးဝင်းအနီး89လမ်း23စီလမ်းတော့မှာရှိတဲ့ငလျင်တန်တင့်ထားတဲ့သုံးတပ်တိုက်အဆောက်အဦဟာထမှန်တိမ်ဆောင်ပြီးပြိုကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဌာနကပြောဆိုထားပါတယ်ငလျင်လှုပ်ခတ်သွားမှုကြောင့်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာထူးခြားမှုအခြေအနေရှိမရှိလိုက်လံကြည့်ရှုဆက်ဆဲခဲ့ရမှာသရီမာလာအရှိရက်က23စီလမ်းနဲ့89လမ်းတော့မှာရှိတဲ့ငလျင်တန်ကြောင့်တိမ်ဆောင်ခဲ့တဲ့အဆောက်အဦဟာထမှန်တိမ်ဆောင်ပြိုကျခဲ့ပြီးတော့အတန်များ မြင်နေတာကိုတွေ့ရတဲ့အတွက်သီရိမာလာအရှိအယံမီးတပ်တပ်ဖွဲ့ကစစ်ဆေးကြည့်ရှုပြီးတော့အန်ရရှိတဲ့အတွက်ဖြတ်တန်းသွားလာခြင်းမရှိသေးရန်အတားအဆီးများပြုလုပ်ခဲ့တယ်လို့သီရိမာလာအရှိအယံမီးတပ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မန္တလေးမြို့ပေါ်မှာမနေ့ကတရက်ထဲနဲ့တင်ငလျင်တန်တဲ့နဲ့အဆောက်အဦနှလုံးထမှန်တိမ်ဆောင်ပြိုကျခဲ့တာဖြစ်ပြီးတော့မနေ့ကမနေ့အစောပိုင်းမှာမိုးရွာသွန်းနေတဲ့အချိန်မှာမဟာအောင်မြင်မြို့နယ်ပဲပုတ်တန်းရ86လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ငလျင်တန်ကြောင့်တိမ်းဆောင်းနေတဲ့အဆောက်အဦတစ်လုံးထပ်မံတိမ်းဆောင်းပြိုကျခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့တယ်မနီဆလလူမှုကူညီရေးအသင်းကထုတ်ပြန်ထားပါတယ်မန္တလေးမှာကငလျင်ကြောင့်တင်းဆောင်းနေတဲ့တိုက်ပွဲအိမ်တွေအများကြီးရှိနေပါသေးတယ်အခုနောက်ဆက်တွဲငလျင်တွေကလည်းဇက်တိုက်လှုပ်နေတာမို့လို့မိုးကလည်းရွာလာပြီဆိုတော့ထပ်ပြိုနေအောင်ပါပဲအိမ်တွေဖြိုဖို့ဖျက်ဖို့ဆိုတာကလည်းငွေကြေးမတက်နိုင်တာနဲ့စီပင်ကိုခွင့်ပြုချက်တင်ရတာနဲ့အချိန်တွေကကြာနေတာပါ အဲ့ဒီတော့ငလျင်တန်တင့်ထားတဲ့အိမ်ပိုင်ရှင်တွေကအခက်အခဲတွေအများကြီးဖြစ်နေကြတာလို့မန္တလေးမဟာအောင်မြေမြို့နယ်မှာနေထိုင်သူတို့ကပြောဆိုထားပါဗျ။မန္တလေးမြို့ပေါ်မှာငလျင်တန်တင့်တဲ့နေအိမ်တွေနဲ့အဆောက်အဦတွေကိုဖြိုချရှင်းလင်းဖို့ရ အများပြကြံရှိနေပြီးတော့အိမ်ဖြိုဖျက်ရှင်းလင်းကတွေကလည်းငွေကျပ်သိမ်းချီပြီးတော့ဈေးပေါက်နေတာကြောင့်အများစုကမတက်နိုင်လို့မရှင်းလင်းနိုင်ကြသေးဘူးလို့မြို့ကန်တွေကပြောပါတယ်။ဒါအပြင်ငလျင်တန်းကြောင့်အဆောက်အုံအောက်မှာပြိမိတိတ်ဆုံးနေတဲ့ရုပ်အလောင်းတွေဟာလည်းဒီကနေ့အထိကိုကြံရှိနေဆဲဖြစ်ပြီးတော့ရှာဖွေထုတ်ယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ match လ28ရက်နေ့ကသခိုင်းမြို့အနီးကိုဖုံးပြပြီးတော့နှုတ်ခတ်ခဲ့တယ်။ပြင်အား9.9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်မှုနှစ်လနီးပါးကြာမြင့်လာခဲ့ပြီဖြစ်ပြီးတော့နောက်ဆက်တွဲငလျင်ငယ်အချိန်ပေါင်း တရားကြောဆက်လက်ပြီးတော့လောက်ခတ်နေဆဲဖြစ်ကငလျင်တန်တဲ့နဲ့အစအုပ်တွေလည်းထပ်မံပြီးတော့ပြိုကျမှုဖြစ်ပေါ်နေတယ်လို့သိရပါဗျ။မန္တလေးမြို့ပေါ်မှာငလျင်တန်ကြောင့်လူဦးရေ2000ကျော်ထက်မနည်းသေဆုံးခဲ့ရပြီးတော့ဖျားဇေဒီပထိုးတွေနဲ့ရှေးဟောင်းသာသနိကအဆောက်အုံတွေနေအိမ်အဆောက်အုံတွေထောင်ထဲခြေပြီးတော့ထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်တရုတ်မြန်မာနယ်စပ်မူဆယ်မြို့စင်ဖြူရဲကင်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သားတအုပ်က၎င်းစီးနေလာတဲ့ဘက်ထရီဆိုင်ကယ်တစ်စီးနဲ့ဖုန်းနှလုံးနဲ့ပတ်စံအိတ်တွေလူရက်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာရဲတပ်သားဝင်းကိုစိုးသူကစင်ဖြူဂိတ်ကနေပြီးတော့ရဲစခန်းကိုပြန်လာတဲ့အချိန်ရွှေသမင်ဂုံးအတက်မှာအသက်20အရွယ်လူငယ်တအုပ်ရဲ့လူရက်မှုကိုခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ကျွန်တော်တို့ကသူတို့ချင်းချင်းစကားပြောနေတယ်ပဲထင်တာပေါ့ဖုန်းပေးလိုက်တာကိုလည်းတွေ့တယ်နောက်ပြီးတော့ရဲယူနီဖောင်းကြီးနဲ့ဆိုတော့အလူခံရတယ်လို့မထင်ဘူးလေလူတွေကောင်းလေးကဆိုင်ကယ်ဆီးပြီးတော့မောင်းပြေးသွားမှအဲ့ဒီရဲကြီးကကဲကြပါဦးလုကြပါဦးဆိုပြီးအော်မလူရခံရမှန်းသိတာအမှန်ပြောရင်မတနာဘူးဗျာရီပဲရီချင်နေတာဒီကောင်တွေဖြစ်မှနာမှန်းသိတဲ့ကောင်တွေလေစောက်ပိုးတွေပါအလကပတ်လို့ပဲစားအောက်တန်းစားတွေလို့အနီးနားမှာရှိတဲ့မျက်မြင်ပြည်သူတို့ကပြောပြထားပါဗျာ မေလ18ရက်နေ့တုန်းကလည်းဟိုနားရက်ကွက်မင်းထိတ်ခေါင်နဖေးဆိုင်ရဲ့နောက်ကျောမှာနေထိုင်တဲ့အမျိုးသမီးတုံးဟာလည်းဈေးကိုပြန်လာတဲ့အချိန်မှာပြန်ပြီးဆွဲခံရပြီးတော့ သိန်းတထောင်နဲ့ပြန်ရွေးခဲ့ရတယ်လို့သိရပါတယ်။ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာပြည်သူ့ဆင့် uniform တွေကိုဝတ်ဆင်ထားပေမဲ့ဘယ်အဖွဲ့ကလဲဆိုတာကိုတော့မသိရသေးပေ။ရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးမေးမြန်းတော့လဲကာယကံရှင်ကမိသားစုလုံခြုံရေးအတွက်မပြောပြခဲ့တာဖြစ်တယ်လို့သိရပါတယ်။မူဆယ်မြို့မှာနေတိုင်းလိုလိုအခုလိုမျိုးလူရဲမှုတွေဖြစ်ပွားနေတော့လဲတရားခဏတွေကိုဖမ်းဆီးနိုင်ချက်မရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အကျင့်ပြတ်မှုများကိုဝေဖန်ရေးသားမှုနဲ့မိထီလာမြို့နယ်တူစောတီခေါင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးတဲ့နောက်စစ်တပ်ထောက်ခံသူများကြားထဲမှာအမြင့်နေကွဲလဲခဲ့ကြသလိုမိထီလာပြည်သူ့စစ်များဟာပြည်သူ့စစ်အဖွဲ့တွေကနေပြီးတော့နှုတ်ထွက်သွားကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇော်ယူထွန်းကိုပုံမှန်905ကာကြီးနဲ့ ဖမ်းဆီးအရေးယူခဲ့ခြင်းကြောင့်မိထီလာမျိုးဌာနပြည်သူ့ဆေးအဖွဲ့က18ဦးနှုတ်ထွက်ကြောင်းအသိပေးတယ်လို့မနေ့ကမိထီလာပြူစောတိတပ်ဖွဲ့ဝင်တအုပ်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်အခုရပိုင်းအတွင်းမှာမလိုင်မျိုးနယ်စစ်ကောင်စီရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုးကိုဇော်ယူထွန်းက ကားမှန်ချခိုင်းတဲ့အမှုနဲ့အချင်းများခဲ့တဲ့ရုတ်တံဖိုင်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာမိထီလာမြို့နယ်အတွင်းစစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောက်ခံနေမှုလူစားထိုးရန်ငွေကျပ်သိန်းကိုဆဲချီပေးနေရမှုနဲ့ပေါ်တာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်တွေဟာအပြင်ကိုမထွက်ရဲကြတော့ကြောင်းရေးသားခဲ့တဲ့အတွက်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြပြစေရန်လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများကိုလှုံ့ဆော်နေတယ်ဆိုပြီးတော့မေလ15ရက်နေ့မှာဇော်ယူထိုးကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဇော်ယူထိုးအဖမ်းခံရခြင်းဟာလူမှုကွန်ရက်ပေါ်မှာရေးသားမှုထက် ်ဗိုလ်မှူးဝေဖြိုးရဲ့လက်ချက်ဖြစ်နိုင်တယ်လို့စစ်အုပ်စုထောက်ခံသူများကြားထဲမှာပြောဆိုနေကြပြီးမကျေနပ်မှုများလည်းဖြစ်ပေါ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဒေသကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဓာတ်ရုအစိမ့်ဝိဘုံလက်နက်ကြီးများကိုအသုံးပြုကာတိုက်ခိုက်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့နေ့လယ်7:00နာရီကနေပြီးတော့တနအီအချိန်ထိဓာတ်ရုအစိမ့်ဝိဘုံ၄လုံးညနေ3:20မိနစ်အချိန်မှာတကြိမ်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA လှုပ်ရှားနေတဲ့ရက်ဆောင်မြို့နယ်ကြောက်ကူတိုက်နယ်ကျေးရွာအတွင်းမှာရှိတဲ့ ရဲဟောင်းရွာနဲ့ဖယင်းကုန်းရွာကြားကိုစစ်ကောင်စီတပ်ကဓာတ်ရုပ်အစိတ်ငွေဘုံများကျဲချခဲ့တယ်လို့သိရပါဗါဒအပြင်ညနေ3:28မိနစ်မှာလက်နက်ကြီးနဲ့နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါအခုလိုမျိုးဓာတ်ရုပ်အစိတ်ဘုံလက်နက်ကြီးများနဲ့တိုက်ခိုက်ပြီးတဲ့နောက်မြေပြင်မှာလည်းထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလှုပ်ဆောင်ရရှိတယ်လို့သိရပါဗါစစ်ကောင်စီကနိုင်ငံတကာကတားမြစ်ကန့်တတ်ထားတဲ့အစိတ်ငွေဘုံများကိုအသုံးပြုပြီးတော့စစ်ရာဇဝဲမှု ဥပဒေချိုးဖောက်မှုများမကြာခဏပြုတ်လုလျက်ရှိပြီးတော့မဟာမိတ် DNL တပ်များထိန်းချုပ်ထားတဲ့နယ်မြေမှာလည်းပြည်သူလူထုကိုပြစ်မှတ်ထားတာလေကြောင်းတိုက်ခိုက်မှုများပြုတ်လုလျက်ရှိကြောင်းဒနုပြည်သူလူမျိုးရေးတပ်တော် DPLA ကပြောဆိုထားပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းအနေရကိုရှောင်ရှားနိုင်ရန်အတွက်အထူးဂရုပြုနေထိုင်ပေးကြပါရနဲ့စစ်ရေးသတင်းများကိုနေစဉ်နဲ့အမျှနားဆွင့်ကသတိဝိရိယနဲ့နေထိုင်ပေးကြပါရန်သတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ